2025ခုနှစ်ပါတီဇွန်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေရများတွင်ပြည်တွင်းနှင့်နိုင်ငံတကာသတင်းမီဒီယာများသတင်းရယူခွင့်ရှိကြောင်းအသိပေးကြေညာခြင်းသတင်းကြောင်းရောက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်၍အပိုင်းလိုက်ကျင်းပမယ့်ပါတီဇွန်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုသတင်းရယူလို့တဲ့သတင်းမီဒီယာများအနေနဲ့ဒီဇယ်ဥပဒေ၊ဤဥပဒေများ စီမင်းစည်းကမ်းများသတင်းမီဒီယာကျင့်ဝတ်နဲ့သတင်းမီဒီယာသမားများအတွေ့ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်များနဲ့အညီလွတ်လပ်စွာသတင်းရယူခွင့်ရှိပါတယ်။သတင်းရယူလိုတဲ့ပြည်တွင်းမီဒီယာများကိုအထွေထွေရွေးကောက်ပွဲကျင်းပမယ်ခရိုင်တစ်ခုချင်းစီအတွင်းမှာရှိတဲ့သက်ဆိုင်ရာမြို့နယ်များတွင်မီဒီယာတစ်ခုလျင်၄ဦးနှုန်းဖြင့်သတင်းရယူခွင့်ပြုသွားမှာဖြစ်ပါတယ်ရှင်။ ဒါဆိုရင်ညီမလေးဒီသတင်းမီဒီယာသမားတွေနေနေပေါ့နော်ဒီသတင်းရယူခွင့်ပို့နဲ့ပတ်သက်ပြီးတော့ပေါ့ဒါဘလို့ဆက်လက်တွေကိုဒါပြင်ဆင်ပြီးတော့မှရှောက်ထားခွင့်ရယူရမလဲဆိုတာဆက်ပြီးတော့ပြောပြပေးပါတော့နော်ဟုတ်ကဲ့ပါရှင် သတင်းမီဒီယာသမားများဟာရွေးကောက်ပွဲနေ့သတင်းရယူခွင့်တက်တေကံကပြများလျှောက်ထားရမှာပြည်တွင်းသတင်းမီဒီယာသမားများဟာမိမိကိုယ်စားပြုတဲ့ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းမှရွေးကောက်ပွဲသတင်းရယူရန်တာဝန်ပေးဆွေးနွေးထားသူဖြစ်ကြောင်း အထောက်အထားစာကိုတင်ပြ၍တက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲထံတွင်လျှောက်ထားရမည် ပြည်တွင်းပေါကလိကသတင်းမီဒီယာသမားများဟာကိုရိုင်းရေးလျှောက်လွာတွင်မိမိနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိတဲ့ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းရဲ့ထောက်ခံချက်စာကိုတင်ပြ၍သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်လျှောက်ထားရမည်ခရိုင်တစ်ခုထက်ပို၍သတင်းရယူလိုပါကသတင်းရယူလိုတဲ့ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင်ထပ်မံလျှောက်ထားရမည် နိုင်ငံတကာသတင်းမီဒီယာများဟာပြန်ကြားရေးဝန်ကြီးဌာနသို့လျှောက်ထားရမည်ဖြစ်ပြီးပြန်ကြားရေးဝန်ကြီးဌာနကစီစစ်ထောက်ခံပေးတဲ့နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းပုဂ္ဂိုလ်များကိုသာခွင့်ပြု၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအသိမှတ်ပြုကပ်ပြားများထုတ်ပေးသွားမည်ဖြစ်ပါသည်။သတင်းမီဒီယာသမားများဟာအပိုင်းလိုက်ကျင်းပမယ်ရွေးကောက်ပွဲနေ့ရက်များအတွက်သတင်းရယူခွင့်တက်တေကန်ကပ်ပြားများလျှောက်ထားခြင်းကို2025ခုနှစ်ဒီဇင်ဘာလ12ရက်နေ့နောက်ဆုံးထားပြီးဆောင်ရွက်နိုင်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတိပေးကြေညာထားပါတယ်ရှင်။